တူတူချတဲ့ကိုရိမတွေအလုံးဝမင်းလာပါတော့မနေ့ကညမှာကားမွေးကဏ္ဍလေးတင်ပေးလိုက်ပြီးပြီပေါ့နော်ဒီကနေ့တော့မနေ့ပြန်အပွင့်နေ24ရက်17လ25တော့ပေါ့နော်အပွင့်နေနော်မနေ့ကင်းအတွက်ပါနော်မနေ့ကင်းအတွက်ပါဒါဆိုရင် ထိတ်လေးပိတ်လေးပြပေးမယ်နော်ဟိုညမှာနှစ်ခုရေပုံမိသွားဆိုတော့ဒီတိုင်းပဲပြလိုက်တော့မယ်နော်နေရှုပ်နေရှုပ်တော့မလို့မသိဘူးရပါပေါ့ဗျလေးပြောင်းပြလိုက်မယ်နော်ကိုရိုမတို့ဒီခိုင်မကြည့်ကြပါဘူး ဒါဆိုရင်ဒီမှာရှိတယ်၈ပေါ့နော်၈ကဒီမှာ၃လုံးပေါင်းချင်းခွန်၈ပေါင်းတော့ငါငါ၃ပေါင်းတော့၈ရှင်းညီများချင်း၈ဆိုပြရတာပေါ့နော်ဒါဆိုရင်ကိုဆက်သွားမယ်ဒီမှာရှိတာငါနော်ငါကဒီမှာ၃ကနဲ့၃၅ပေါင်းတော့၈နော်ရှေ့နဲ့ပေါင်းတော့3ည5ရဲ့ပါွာ3ညဆိုပြရတာလေဟုတ်ပြီလားဆိုရင်ကတက် ၃လုံးပေါင်းမယ်ဆိုရင်เนาะပုံမှန်ဒီမှာရထားတာတင်เนาะပုံမှန် equal power နက္ခတ်ဆိုသူလည်း equal power နက္ခတ်ပဲသွားမယ်เนาะ1 6 8ပေါ့เนาะတင်းကြီးများချင်းတည်းရဲ့ power 6တင်းနက္ခတ်၈၃လုံးပေါင်းမယ်ဆိုရင်1 6 8ဒါဆိုရင်ကျွန်တော်တို့ခဏလေးစာတွင်းမယ်เนาะ1 1ပေါင်းတော့3နောက်တစ်လုံးနဲ့ပေါင်းရင်1ဆိုတော့8ထဲမယ် ဟုတ်ပြီနော်အဲ့တော့1တက်ပေါင်းတော့3နောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့3ပဲထည့်လိုက်မယ်1တက်ပေါင်းတော့3နောက်တစ်လုံးနဲ့ပေါင်းရင်8ဆိုတော့9ထည့်လိုက်မယ်8 3ဆိုပြီးတော့ထိပ်စီက3လုံးရထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အပိတ်ကိုတွားရနော်အပိတ်ကိုတွားပါမယ်အပိတ်ကဒီမှာရှိနေတာနဲ့ဒါနဲ့ပေါ့နော် နှစ်ကဆိုရင်ဒီမှာရှိတဲ့66နှလုံးပေါင်းရင်နှစ်66ပေါင်းတော့နှစ်ပေါင်းချင်းနှစ်ဆိုတော့နှစ်ညီမြချင်းနှစ်ဆိုပြီးတော့ရထားတယ်ဒါဆိုဒီကဒီမှာရှိတဲ့6ဟုတ်ပြီနော် sorry ပါနော်ဒီဘက်ပြန်ရင်းနေတယ်6 6ကဒီမှာ4 5နှလုံးပေါင်းတော့ကို6ရဲ့နှက်ကကိုအစက်ရောင်လေးရအပိတ်ကိုပြတာပေါ့နော်ဒါဆိုရင်ဒီကဒီမှာရှိတာ5ဟုတ်ပြီနော်5ကဆိုရင်မရှိတဲ့1ရဲ့ဒီမှာလာမယ် ရင်နှလုံးပေါင်းမယ်ဆိုရင်ငါဘာဖြစ်မလဲဆိုပြီးသူလည်း equal power နဲ့ကတ်လို့သွားမယ်ငါ၃ည၃ပေါ့နော်ငါဖြစ်ကမဲ့၃ညဖြစ်ကမဲ့၃ဖြစ်ကမဲ့ပေါ့နော်ဒါဆိုလို့ရှိရင်အခုအစားသွင်းပေါ့နော်ဗနန်းလေးတွေအစားသွင်းပါမယ်ရှိနေတာတက်နောက်တစ်လုံးနဲ့ပေါင်းရင်ငါဆိုတော့လေးရှိနေတာတက်နောက်တစ်လုံးနဲ့ပေါင်းရင်၃ညဆိုတော့ကိုတက်ကိုပေါင်းရင်၃ညပေါ့နော်ရှိနေတာတက်နောက်တစ်လုံးနဲ့ပေါင်းရင်၃ဆိုတော့ နဲ့၄၉နဲ့ဆိုပြီးတော့ဒါကတော့အပိတ်သုံးလို့ရမယ်เนาะဖြည့်စီသုံးလို့နဲ့အပိတ်သုံးလို့ရထားမယ်ဒါဆိုရင်ခဏလေးကို၈၄ရှင်းနေပေါ့เนาะဒါဆိုရင်၃၄ထုံး၉နဲ့ပေါ့เนาะနောက်တစ်ခါ၅၄၅၉၅နဲ့ပေါ့ ်ဒါဆိုရင်ဒီကဏ္ဍလေးတွေရထားတယ်เนาะဒါကမနက်ဖြန်မနက်ခင်းအတွက်ရှာတွေ့ထားတဲ့ကဏ္ဍလေးတွေเนาะမြမအကြိုက်ကိုပြောရမယ်ဆိုရင်တော့เนาะ၃နေ၅လေးလဲထွက်နေတယ်မြမကတော့ရှစ်ထိတ်စီလေးကိုအကြိုက်တယ်ပေါ့เนาะအဲ့တော့မြမတော့ main all အနေနဲ့တော့ဒီကဏ္ဍလေးတွေကိုပစားမယ်ဒါမြမသဘောမြမစံနာကိုပြောတာပေါ့နော်အဲ့တော့ညီမရထားတာကိုတွေ့ပြတာပါကိုရောမတို့ချက်တူမြင်တဲ့ဆက်တူလိုက်ပြီးတော့ကစားကြပါမွေးကနေတဲ့တတိထားပြီးကစားကြပါ အားလုံးပဲနောက်ပြန်မနက်ခင်းမှာကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်